ားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးချင်တာကတော့စာရေးဆရာအောင်လင်းရေးသားထားတဲ့သူပေါ့ရှင်ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ပဲဖြစ်ပါတယ်ဒီဝတ္ထုတို့ဟာဆိုရင်ဒီမောမဂ္ဂဇင်းမှာပါရှိကြတာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်ဒီမှာကတော့စာဖတ်သူမင်းနင်းဆက်ဖြစ်ပါတယ်သူပေါ့ရှင်ကျမလေးသူ့ကိုတွေ့ကြရဆွဲကြတာပဲရှင်သူ့ကိုတွေ့ရတာလဲ က်ကြက်တက်တဲကို တွေ့ရတယ်ရှင့်လူအုပ်ကြီးတဲကိုတိုးဝှေ့ပြီးတွေ့ရတာပဲဒါပေမဲ့ကျမကနည်းနည်းမှစိတ်မပြတ်မိပါဘူးသူ့ကိုတွေ့လိုက်တာဆိုရင်ပဲကျမစိတ်ထဲတမျိုးကိုကြည်နူးသွားတာတစ်ခါတလေများသူ့မျက်နှာကြီးကပြုတ်ဆဆနဲ့ကျမကိုစိုက်ကြည့်နေလိုက်တာများအဖြစ်ဒန်းစီရတယ်လို့ပဲအသက်ကိုအေးအေးသွားတာပဲတစ်ခါတွေ့ရတယ်ဆိုရင်လေကျမဖြစ်သူ့ကိုမကြည့်ညိုမလေးစားပဲမနေနိုင်ဘူး ။"ဦးရှင်မရှက်နိုင်ပါဘူး။တခါတွေ့ရုံနဲ့ကျမသူ့ကိုဆွဲခဲ့တာပဲ။ပြောတော့သာတခါတွေ့ရတာ။ तू ကလည်းတက်ပဲတက်နိုင်ပါရဲ့။ကျမကိုအမျိုးမျိုးအစွဲပြလိုက်တာပဲ။ရှိုးကလည်းအမျိုးမျိုးထုတ်ပြတာပဲ။ဒီအထဲတရောထိုးကလည်းကာ။အဆိုးကလည်းကာ။ကျမပြင်သူ့ကိုကြည့်နေရင်နားရောမျက်စီပါမညောင်းနိုင်ဘူးသူ့မျက်နှာကလေးကိုကြည့်နေရတာစိတ်ထဲမှာตาရနေတယ်သူ့ကိုကျမစိတ်ထဲမှာ နှက်သားလေးလိုလှတယ်လို့ထင်မိတယ်။မျက်လုံး၊မျက်ခုံး၊နှာတယ်။တကူလုံးပါပဲလေ။ကျမပြေဘလို့ကြည်ကြည်ချောတယ်လို့ထင်တာပဲ။သူနဲ့တွေ့ပြီးတဲ့နောက်မှာဆိုရင်ကျမဖြင့်တွေ့တဲ့တငယ်ချင်းနဲ့ဟောသူ့အကြောင်းပြောရတာအမောပဲ။သူ့အကြောင်းပြောလွန်လို့ရက်ကင်းမျိုးကမမအေးရတာကျမကိုဟဲ့ကောင်းမညီးမလဲဘလောက်တောင်လင်တာယူရသလားတဲ့အမေ ူကပဲကျမကိုတပြန်စီဒါနဲ့သူ့ကိုပြန်ပက်လိုက်သေးရင်မမအေးရောသူ့ကိုမငဲဘူးလားလို့ဒီတော့မမအေးကဘာပြောတယ်မှတ်လဲငါကညီးအရင်ငန်းနေတာသိလားတဲ့ကဲကျမတို့တွေသူ့ကိုဘလောက်စွဲတယ်လဲဆိုတာသာကြည့်တော့အော်ဒါထက်ကျမတို့သူ့ကိုဗမာတွေ့ပြီဘလို့စွဲတယ်မှတ်လဲဒီနေ့ကအချင်းဆိုတဲ့ကားထဲမှာပေါ်ရှင်ဒီကားထဲမှာ သူကပထမဆုံးမင်းသားပေါ့စပြီးစွဲတာတော့ကားမကြည့်ရခင်သူ့အသင်ကိုလေထဲမှာကြားရကြရရပါပဲရှင်သူဆိုတဲ့တချင်းကိုလိုက်ကြက်ရတာလဲအမောသူ့ပုံပါတဲ့ရုပ်ရှင်စာစောင်းတွေကိုဝယ်ရတာလဲမော်ဘိုးရဲကစုထားတဲ့ပတ်စံကိုချော့ရောဂိရိယာအချစ်အသင်ထွက်ဆက်ကလည်းပြပြီးရောကျမတို့တတိုက်ကတော့သူ့ကိုတဲတဲဆွဲပါပဲရှင်သူ့နာမည်ကကိုရရှင် ဒါပေမဲ့ကျမတို့ကခေါ်တော့သူ့ကို ကိုမြင့်လို့ခေါ်တယ်။ကျမတို့ကောင်းမတွေစုမိရင်တယောက်ကကိုမြင့်လို့လို့တယောက်ကသူ့နဲ့တွေ့ရတဲ့မင်းသမီးနေခွားလို့ခေါ်တယ်ရှင့်။နေခွားလို့ခေါ်တာကတခြားကြောင့်မဟုတ်ဘူးလေ။သူ့နဲ့တွေ့တဲ့မင်းသမီးဆိုရင် ကျမတို့ကနည်းနည်းမမနာလိုဘူး။မျက်စီထဲမှာဇပွင့်မွေးကိုစူးနေတာပဲ။အိမ်မှာလူကြီးတွေမရှိဘူးဆိုရင်ဘာပြောကောင်းမလဲ။အယံကိုကြားနေတာပဲ။ မမအေးရကိုမြင့်ဟန်ပန်းမျိုးအကြလုံးလို့ဂျမမင်းသမီးလုံးလို့မမအေးရဒီရေရအချစ်ထဲမှာပါတဲ့အတိုင်းကိုမြင့်အမှုအရာမျိုးနဲ့ဂျမကိုမြားပွေပြီးတခါတည်းတလျှောက်လျှောက်နန်းလိုက်တာများဂျမပြင်ဘဝင်ကိုခိုက်သွားတာပဲဒီအထက်မင်းသမီးလှုပ်ချင်တဲ့ကောင်းမတွေကလည်းများလို့လူရသေးတယ်ရန်ကင်းမျိုးမြောက်ပိုင်းရခင်မျိုးစင်တို့ခင်မျိုးမြင့်တို့ဂျမထက်ပိုပြီးကဲသေးတယ် ကိုမြင့်နဲ့သာတကယ်တွဲရမယ်ဆိုရင်မိသမီးအလက်ကလုံမတဲ့ရှင်ငွေတော်သူတို့ကအဲအုံးမတဲ့ကျမဒီကောင်းမတွေအရာရှိသမီးဆိုပြီးလေတလုံးမူတလုံးပြောလုံလို့ခံပြပြနဲ့ကြီးအန်းစရာပစံကဘယ်ရရမှလဲအလီမူလာသွားရှာမှလားလို့မေးမိသေးတယ်ဒီကောင်းမတွေကဒီလိုပြောလို့လဲနားရမှန်းမသိဘူးအလီမူလာတောင်သွားเสียမလို့ဘူးတဲ့ ဘိုင်စကောက်နှစ်ပွဲလောက်လိုက်ကြည့်မိသေးတဲ့ပက်ကလာတွေတဘုံကြီးတဲ့ဒီကောင်မတွေကိုတော့ကျမကပေါင်းတာပေါင်းရတယ်ညနာနေ့နေ့မှမတည့်ပါပြောလိုက်ရတဲ့ကောလိပ်ကျောင်းသားသူတို့နဲ့အတိဆိုရင်ကောလိပ်ကျောင်းသားနဲ့စစ်ဘိုလ်အောင်တပြားမှမရော့ဘူးမှဲလိုက်ရင်လေကောလိပ်ကျောင်းသားလောက်မှဒါကြောင့်လဲထိတာပဲတခါမှဲ့မိသေးတယ်လဲပြဆိုင်ကကောကန်းမျက်မှန်နှစ်ချက်ခွဲတယ်အောင်တက်ပြီကျမတို့ရန်ကင်းမြို့ထဲမှာ သူ့ကိုယ်သူဟယ်ရီခင်းနဲ့ဘီအေးဆိုပြီးကြွားတဲ့ငနေတကောင်ရှိတယ်။ဒီငနေကိုသူတို့ကတကယ်ဘီအေးမှတ်ပြီး အမိကုတ်ကြတာပေါ့။နောက်တော့ဇာတိပေါ်လီတော့ငနေရဘီအေးဝေးလို့စဲတန်းနာမအောင်သေးဘူး။ဦးတော်ဖိတရဲ့စတဲ့ဆရာမလို့ထောက်ချင်းပါစရဲအောင်ရမယ်ဆိုတဲ့အကြောင်းတက်နေတဲ့ငနေပဲအကြောင်းလဲပေါ်ကုန်ရောကောင်းမလို့ရလဲတခါတဲ့ညက်နေလမ်းလျှောက်တာမထွက်ရတော့ သူတို့အကြောင်းသိတဲ့မမအေးရတာကျမကိုဆုံးတာသိတယ်ဟဲ့ကောင်းမညီလေးနည်းနည်းထလာပြီတဲ့တော်တော်ကြာအန်6ဖြစ်သွားမလဲကျမကနားမလည်လို့အန်6ဆိုတာဘာလဲမမအေးရလို့မေးတော့ဟဲ့အန်6ဆိုတာညီခဏခဏပြုတ်ပြီးခဏခဏအန်ပြီးတော့ဆန်ဆက်ခေါင်းမွေးတွေ၆ပြီးမိဘပြန်အင်ကြီးကိုဝင့်နေရမှာကိုပြောတာ ဟဲ့တဲ့မမအေးရရှက်ရှက်ဖွယ်ဖွယ် အလွန်ပြောတတ်တယ်။အင်းနီ तू ကတော့ဆက်နဲ့ဆက်လဲလာတဲ့မိန်းမပဲ။ဒါတော့ तू ကဖွင့်ပြောမှသိရတယ်။ तू လည်းအဲ၆ခဏခဏဖြစ်ခဲ့ဘူးတည်းလေ။မိဘပြန်အင်ကြီးကတော့ဆရာဝန်ကားမှုကြောင့်မဝေးရဘူးတဲ့ရှင်။အချိန်မနှောင်းမီအကောင့်ထဲပေါ်မဲ့ကိစ္စပြက်ပြက်သွားတာပဲ။အော်ဒါထင်ကိုမြင့်အကြောင်းပြောနေရဒီကောင်မတွေအတင်းပြောသလိုဖြစ်နေပြီ။အမှန်တော့လေ ကျမနဲ့သူတို့နဲ့လူကြီးခွာပြေးရတာကလေကိုမြင့်ကိုလူကြတာကစတာပေါ့ရှင်သူတို့ကကိုမြင့်နဲ့တွေ့ရအောင်ဆိုပြီးမင်းသမီးတော်လှုပ်ဖို့လျှောက်သေးတာဝေးသေးရဲ့သူတို့လိုရုံမျိုးနဲ့များမင်းသမီးဖြစ်မဲဆိုရင်ရုပ်ရှင်ရောင်တော်မိရှုခံရအောင်မင်းနောက်တော့လေကျမတယောက်တည်းပဲကြိတ်ပြီးကိုမြင့်ကိုဆွဲရတော့တယ်အဖော်ညှိရင်စိတ်ကူးနဲ့အရသာခံလာတာဝေးစားရတယ်လို့ဖြစ်နေတယ် ကိုဖသာအဲ့ရတဲ့မှာ ကိုမြက်ဓာတ်ပုံထောင်းပြီးခါအုံနဲ့နှစ်ပါးသွားရတာဘလောက်စိမ့်ကြလဲနောက်တော့မနေနိုင်တော့ဘူးရှင်ကြီးစိတ်ကိုရွတ်တူရတာဖြစ်လာတယ်ဒါနဲ့တခါတည်းကိုမြက်စီမိတ်ဆက်စာရေးတာပဲရုပ်ရှင်လောကစာဆောင်ကလည်းကိုမြက်စီကျမစာကိုပို့တယ်ပြောတာပဲဒါပေမဲ့ပြန်စာကားဖြင့် စာဝေးလို့ဇေယတာမလာဘူး ီလိုနဲ့ကျမတယောက်ထဲကြိတ်ပိုးပိုးရတာကြာတော့ရှက်တန်းလာပါရဲ့ကိုမြင့်စီကများပြန်စားလာရင်ဘာပြောကောင်းမလဲဒီကောင်းမတွေကိုကြွားလိုက်မယ်ဖြစ်ချင်းအခုတော့စားကမလာတော့ကြိတ်ပြီးရှက်နေရတယ်ကိုမြင့်စီကိုစားပေးတဲ့အကြောင်းအဲ့ဒီအကြောင်းနာမပြောဝင်ဘူးရှင်ဒီလိုနဲ့တနေ့တော့ရှင်ကျမအိမ်ကိုကိုမြင့်ရောက်လာပါရောလာရပုံကလည်းတိတ်ဆဲနာရှင့် ကျမတငယ်ချင်းရုံစည်ရေးကိုဆွေညွန့်ခေါ်လာတာပေါ့ရုတ်တရက်မမျော်လင့်ပဲတွေ့ရတော့ကျမဖြင့်အိန္ဒိယတောင်မဆောင်နိုင်ဘူးကိုမိကအပြင်မှာစကားပြောသိတ်ကောင်းတာပဲရုပ်ရှင်ရိုက်တဲ့အကြောင်းတွေပြောတာကျမဖြင့်နားထောင်လို့ကိုမဝနိုင်ဘူးအတန်ကတော့ကားထဲမှာထဲနည်းနည်းပို့ဩတယ်အတကနည်းနည်းညိုတယ်ဒါပေမဲ့ပြောပုံဆိုပုံအမှုရာကရုပ်ရှင်ထဲမှာကြည့်ရတဲ့အတိုင်းပါပဲရှင် ကျမတော့ကျမစာရမရမေးကျင်လိုက်တာတွေ့တွေ့ချင်းဆိုတော့ရုတ်တရက်မမေးရဘူးအောက်နေရသေးတယ်စကားပြတ်တုံးမှာကျမစာအကြောင်းမေးတော့သူကရုတ်တရက်ကြောက်တော်တော်ဖြစ်သွားတယ်နောက်မှသတိရပြီးရတဲ့အကြောင်းပြောတယ်ရှေ့စာမပြန်မိတာကိုလည်းကျမကိုတောင်းပန်ရှာပါတယ်သူမှဒီလိုမိတ်ဆက်စာတွေတလားတလားဆိုရင်အဆောင်တရားတော်မကဘူးတယ်ရှင့် ခဏများတော့လဲဘယ်ပြတ်နိုင်မှာလဲဒီမှာကလည်းဘလို့မှမအောင်မိတဲ့အကြောင်းပြောရတာပေါ့ဒီလိုပြောနေရင်ကသူရိုက်နေတဲ့အမကြီးဆိုတဲ့ကားပြတော့မယ့်အကြောင်းပြောတယ်ရှင့်ဒီမှာလည်းသူပါတဲ့ကားဆိုရင် မလွတ်တမ်းကြည့်တဲ့အကြောင်းနဲ့အခုကားကိုလည်းပထမဆုံးပွဲကိုသွားတိုးမယ့်အကြောင်းပြောလိုက်တာပေါ့ဒီတော့လူကြီးလက်ကြီးကဘလောက်များအလိုက်သိတယ်လဲဆိုရင် သူ့ကိုပြခွင့်ပြုပါရဲ့ရှင် သူကလက်မဲ့အလက်ကရတဲ့သူတို့လိုနာမည်ကြီးမင်းသားဆိုတော့ဟုတ်ပြီမှာပေါ့ရှင်ကိုပါတဲ့ကားကိုဘယ်ပစံပေးကြည့်မလဲလက်မဲ့တောင်းပြီးအလက်ကကြည့်လိုက်မှာပေါ့ပြရမယ့်လူကတော့အခွင့်နေပါတွေ ပေးနေတော့ဒီမှာပြင်အားနာလိုက်တာဒါပေမဲ့ကိုဖာသားကိုပစံပေးကြည့်ရဲဆိုတာကပြောလို့သာပြောရတာရှင့်လွယ်တာမဟုတ်ဘူးကို့ကိုငန်းနေတဲ့လူတွေကညာညက်ပြီး လက်မှတ်တို့ခံကြည့်ရတာခုလိုအလွယ်တကူကြည့်ရမယ်ဆိုတော့ခံတောင်းသိမ့်မလုံနိုင်ဘူးလက်ခံလိုက်တာပေါ့ပြီးတော့ကိုနဲ့တွဲကြည့်ရမယ်လို့လည်းကိုဆွဲလန်းတဲ့လူနဲ့ဆိုတော့ကျမတော့တိတ်တာမမူလိုက်ဘူးကိုမြင့်တို့ပြမယ်ဆိုရင်လေကျမကြည့်မှာပေါ့ရှင်အားတော့နနာပါပဲလို့နည်းနည်းပဲမူလိုက်ရတယ်ဒီလိုနဲ့ကျမနဲ့ကိုမြင့်နဲ့ဟာမိတ်ဆွေဖြစ်အောင်တော့မကဘူး ဘိုင်စကုပ်အတူတွဲကြည့်ရတဲ့ဘဝရောက်သွားရောဂျုံထဲမှာကိုမြင့်ကကျမကိုချိုးချင်းတွေချောကလက်တွေအိုးလုံလေသေးမရှိဘူးတွေးလိုက်တာကျမဖြင့်အားကိုနားမိရောကျွေးပုံကိုပြုစုပုံကလည်းတဲ့ရင်ကြည့်တာပဲချောကလက်ဆိုရင်စကူကိုဖြည်းပြီးမှရထဲထဲတယ်ရှင်သူကအယူရလုံလေကျမကအနည်းရခက်လေပဲကားပြနေတော့သူကကျမနာကက်ပြီးတော့ ကအကြောင်းတို့တို့ရှင်းပြသေးတယ်။ပခုံးသားချင်းများထိသွားရင် ကျမရင်ထဲမှာတိတ်ကနေအေးကနေဖြစ်ဖြစ်သွားတာပဲ။ကားပြီးကနီးမှာသူ့လွမ်းခန့်ရောက်တော့ကျမပြင်စိတ်ထဲမှာ ခိုက်လွန်းလို့မျက်ရည်ဝိုင်းမိရဲ့။အဲ့ဒီတော့ကိုမြရလေလက်ကမ်းပေါ်ဟာကိုထုတ်ပေးတယ်။ပြီးတော့လဲကျမလက်တစ်ဖက်ကို သူ့လက်နဲ့ဆုပ်ပြီးထားလိုက်သေးတယ်။ကျမရင်ထဲမှာလေဘလို့ဖြစ်သွားမှန်းမသိဘူး။ ယုံလည်းမယုံမိဘူးကားပြီးတော့လဲလူအုပ်ထက်ရတိုးပြီးထွက်ရတော့ကိုမြင့်ကကျမရဲ့ပခုံးကလေးကိုခက်တဲတဲဆုပ်ကင်ပြီးသွားတယ်ရှင်ရုပ်ရှင်ရောင်ကထွက်လာကြတော့ကိုမြင့်ကကျမကိုစိုက်ကြည့်ပြီးပြန့်ချင်မလားတဲ့ကျမကလည်းဘာပြောရမှန်းမသိပဲသူ့ကိုပြန်ပြီးကြည့်နေမိတယ်နောက်တော့မှသူ့မေးတဲ့အတိတ်ပဲကိုရိပ်မိပြီးကိုမြင့်ပဲသွားချင်လို့လဲပြန်မေးမိတယ်သူက ူ့အိမ်မှာလိုက်ပြီးလိမ္မော်ကြီးတောက်ပါအောင်နဲ့ကျမကအာနာဆရာကြီးရှင်ဘန်စကုပ်ပြတာပဲလုံးလာပါပြီလို့အဲ့ဒီလိုတော့မူလိုက်ပါသေးရဲ့ဒါပေမဲ့သူကကျမမူမှန်သိတဲ့နဲ့တူပါတယ်ရုပ်ရှင်မှာအသက်ဆောင်နေတဲ့ချက်ကားနဲ့တခါတည်းကျမကိုခေါ်သွားတာပဲအိမ်ရောက်တော့လဲကျမကိုအမျိုးစုံကျွေးတာပဲပြီးတော့လဲသူ့မျက်လုံးကြီးကကျမကိုစိုက်စိုက်ကြည့်နေလိုက်တာ နေတော့မနေတတ်တော့ဘူး ကြာတော့ကျမမနေတတ်တာနဲ့မမှုကိုဒီလိုစိုက်မကြည့်ပါနဲ့ကိုမြင့်ရင်လို့ပြောလိုက်တော့ဘာသားချောက ပြုံးပြီးမမှုကလှတာကိုတဲ့ပြောပုံကလေတကယ်ရုပ်ရှင်နေရအတိုင်းပဲကျမလက်ကလေးကိုသူ့လက်နှစ်ဖက်နဲ့ဆွဲယူပြီးဆုပ်ထားတယ်မမှုကိုအခုမှတွေ့ပြီးဒီလိုစကားကိုပြောတာကြိုင်းနေမထင်ပါနဲ့တဲ့မမှုကိုတွေ့တွေ့ချင်းမြစ်တာတက်ဝင်ခဲ့ပါတယ်တဲ့ ကျမဖြင့်အိမ်မှာတော့မှခေါင်းအောင်ကြီးနဲ့အရင်ကြခဲ့သည်မြအခုမှဒုက္ခတွေ့ရပဲ။ဘာပြောရမယ်ကိုမသိဘူး။ရင်ကလည်းခေါင်းလိုက်တာ။လက်ဖျားတွေကလည်းအေးလာတယ်။ "तू ကလေကျမလက်ကလေးကိုနွေးအောင်ဆုပ်ထားတယ်"ရှင့်။ကျမကလည်းမယုံရဲဘူး။ဘာသားချောကကျမအကဲကိုသိနေသလားမသိပါဘူး။တခါတည်းပါဇက်ကတတော်တော်ပြောရင် ကျမကိုကလေးဟာ ူ့ရင်ခွင်နဲ့အလိုလိုရောက်သွားတော့တာပဲဒါရင်မှတ်လားကျမပါကလေးနှစ်ဖက်စလုံးဟာပေါင်းထားတာရှိတော့မှမဟုတ်ဘူးသူတင်ရလိုက်တာပြီးတော့လည်းကျမတကူလုံးဖြစ်ညစ်ထားလိုက်တာအသက်တောင်မရှူနိုင်ဘူးကျမအသက်မရှူနိုင်တာတောင်ပြီးသူ့အလိုကိုလိုက်ရှာပါလေကိုမြင့်ကလည်းတိတ်ကျန်းတာပါပဲကွယ်မမူအသက်ရှူလို့မရတော့ဘူးလို့တော့ပြောပါရဲ့သူကဖြင့်ကျမပြောတာကိုကြားပုံတော့မရဘူး ကျမကိုအညှိုးတကြီးနဲ့အတင်းဖက်ထားတော့တာပဲပြီးတော့လဲကျမတကူလုံးမြောက်ပါသွားအောင်ပွေယူလိုက်ပြီးအတွင်းခန်းထဲကိုခေါ်သွားတာပဲအတွင်းခန်းကျတော့တကားကိုခြေထောက်နဲ့ပိတ်လိုက်တယ်ဂရင်ကြီးကလည်းအကြီးကြီးရှင်မွေရကလည်းဖွဖွေးကြီးကျမဖြင့်တဆက်ဆက်ကိုတုံလာမိတယ်တက်တက်နဲ့တကူအခုလုံးနဖိုးတွေဒူးတွေကိုမတွေ့ဘူးပါဦးရှင်ကိုမြင့်နေ ကိုမြစ်တိတ်ကိုရဲတာပဲကဲလေကဲတယ်ကျမကအမျိုးမျိုးတောင်းမှန်ပါတယ်ဒီတခါတော့မူရာမဟုတ်ပါဘူးရှင်ကျမတကယ့်ကိုကြောက်တာပါဒါပေမဲ့မရပါဘူးကျမပဲအရှုံးပေးလိုက်ရတယ်ကျမလေရောက်ကဘာကြီးတစ်ခုတည်းကြာသွားတယ်လို့လိုက်ခနဲဖိုကလေးဖြစ်ပြီးသတိနစ်တယ်လို့လို့ဖြစ်သွားတာပဲဒီရလို့မှိတ်ထားတဲ့မျက်လုံးကိုလည်းဖွင့်ကြည့်လိုက်ရောကျမတကူလုံးဟာ နောက်ပြီးခွေနေတော့တာပဲမင်းသားကျော်ကတော့ကျမမျက်နှာကိုမိုးပြီးကြည့်ပြုံးလို့ကျမလေးသူ့ကိုညှိုးလာတယ်ဝမ်းနေတယ်လို့ဝမ်းတာတယ်လို့လည်းဖြစ်မိတယ်ဘာပြောကောင်းမလဲကျမသူ့ကိုဖက်ပြီးငိုလိုက်တာပဲပြီးတော့လေသူ့ကြောကိုညိုတိုင်းထုတ်မိတယ်သူကတော့ကြောက်ရွံ့ကြည့်လို့ပြုံးပြီးခံနေရှာတော့ကြားတော့လေသူ့နာသွားမှာကိုစိုးရိမ်ပြီးတနာလာတယ် မမို့တကယ်ချစ်ပါမောင်ရင်ကြောယုံတင်တော့သဘောမထားပါနဲ့လို့ငိုတန်းနဲ့တောင်းပန်ရတယ်။ "तू ကလေကျမကိုခက်တဲ့ဖက်ပြီးကျမနှစ်ဖူးကိုတစ်ချက်ဖွဖွာလေးနမ်းလိုက်တယ်။ပြီးတော့မှကိုမမှုစားဖို့တစ်ခုခုတွားလောက်လိုက်အောင်မယ်လို့ခက်တိုးတိုးပြောပြီးအခန်းထဲကထွက်သွားတယ်။ကျမကသူ့ကိုနောက်ကနေကြည့်ရင်တပြင်းကိုချလိုက်မိတယ်။ကို့အဖြစ်ကိုလည်း ိုရောက်တရာတွေးနေမိ၏။ရှင်ရီးကိုလည်းစဉ်းစားရင်ကြည်နူးနေမိ၏။ကိုမြင့်ထွက်သွားလို့အတော်ကြာမှ ခိုင်းတဲ့ကောင်းကလေးတယောက်လို့ဖန်ခွက်ကိုကင်ပြီးကျမနာကိုလာပေးတယ်။ကျမကသူ့ကိုပဲကိုမြင့်တယောက်ကောလို့မေးလိုက်မိ၏။ကောင်းလေးရလေကျမကိုပြောင်းတောင်တောင်ကြည့်နေရင် မခိုးမခန့်ပြောင်းလိုက်သေးတယ်။ကျမကလည်းစိတ်ဆိုးဆိုးနဲ့ဟေ့ဘာပြောင်းချော်ချော်လောက်နေရလဲ။ ီအခန်းထဲရသွားတဲ့ကိုမြင့်ကိုမေးတာလို့ပြောလိုက်တော့ကောင်းလေးကဘာပြန်ပြောတယ်မှလဲကျမဖြစ်သူ့စကားကိုနားထောင်ရင်ငယ်တဲ့အမွေးပေါက်ခံရသူလိုပဲသူလေးသူ့ပေါ့ရှင်ကိုမြင့်မဟုတ်ဘူးတဲ့ရှင်သူ့ကိုယ်သူဇက်လိုက်မင်းသားကိုမြင့်အောင်စောင်းပြီးမင်းကလေးတွေကိုခေါ်ခေါ်လာတတ်တဲ့ကလာကိုဟာမက်တဲ့ရှင်ကျမပြန်ခေါင်းအောင်နဲ့မျက်နှာကိုအပ်ပြီး ခြုံပွဲချငုံမိတာပါပဲ။ယူကျုံးမရလဲဖြစ်မိရဲ့။ဒေါတာလဲဖြစ်မိရဲ့။ကျမငုံနေတော့မှသူ့လေးကျမတကူလုံးကိုပွေ့ပြီးတောင်းမှရှာတယ်။အစတော့ကျမသူ့မျက်နှာကိုကြည့်တောင်မကြည့်ချင်ဘူး။ဒါပေမဲ့ကျမရန်တွေးသည်မ။သူကတီးခံပြီးကျမကိုအမျိုးမျိုးယူရလိုက်တယ်။အမျိုးမျိုးနဲ့ချော့ရှာတယ်။ကျမခေါင်းကလေးကို သူ့လက်နဲ့ပုတ်တက်ပြီး ကျမလဲတိုင်းကြော့ကလေးကိုသူ့နှခမ်းကလေးနဲ့ငုံပြီးထားတယ်ရှင့်ပြီးတော့လဲကျမကိုတကူလုံးဖက်ပြီးချော့လိုက်တာကျမလေးနောက်ဆုံးကြပြော့ရတာပါပဲရှင်ဒီတော့မှ သူ့ကိုအားကိုးအားထားနဲ့ပြန်ဖက်ပြီးတခုနဲ့တောင်းပန်ရတော့တာပဲမမှုကိုအရင်မင်းကလေးတွေလိုတော့ကြောယုံကြံပြီးပြစ်မသွားပါနဲ့ကိုဟာမဲ့ရဲ့ဒီနေရာမှာတော့စာရေးဆရာအောင်လင်းရေးသားထားတယ် သူပော့ရှင်ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်